ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ train တွေရဲ့အလုံးလုံးပုံလေးကို အနည်းငယ်သင်ပေးရှင်းပါတယ် a train ဆိုတာပိုင်ရမယ်လို့လူတိုင်းသိတယ် down train ဆိုတာရောင်းရမယ်လို့လူတိုင်းသိတယ်ဒါပေမဲ့ a train တစ်ခုပြီးသွားတယ် a train ဖြစ်လို့ဖြစ်သွားမှမသိလိုက်ဘူး a train ပြီးသွားမှာဩ a train တစ်ခုဖြစ်သွားတယ် down train တစ်ခုဖြစ်နေတယ်ဒါပေမဲ့ down train ဖြစ်လို့ဖြစ်နေမှမသိဘူး down train တစ်ခုပြီးသွားမှာဩ တောင်းထွန်းတဲ့ဆင်းရဲတာကိုဆိုတာမျိုးတွေကြုံဘူးကြလားကျွန်တော်တို့လည်းကြုံခဲ့ဘူးပါဒါကြောင့်မို့ကိုချင်းစာလို့ဒီသင်ခန်းစာကိုကြော်ကြော်နိုင်အောင်ကျွန်တော်ကအာမျှဝေပေးတာပါစေတနာရေးပါရတော့မပြောတော့ဘူးဗျာနော်မျှဝေပေးတာမျှဝေပေးကလေးကစေတနာပါလို့လားမပါလို့လားကိုယ့်အကူတွေးတော့နော်စကားအကြီးတော့မပြောတော့အဲ့တော့ဒါက trend တစ်ခုဗျာစဖွေပြီနော်တည်တယ်နော်ပြီး ပြန်ဆင်းတယ်ပြန်ဆင်းတဲ့အခါမှာဟုတ်ပြီနော်ဖီပူနဲ့တိုင်းကြည့်လို့ရှိရင်38ရာခိုင်နှုန်းရှိမယ်50ရှိမယ်နော်68 68အာ68ရာခိုင်နှုန်းရှိမယ်နော်တခုခုပေါ့အဲ့ဒီ label ၃ခုကအလုံးလုံးတာပုံများတယ် retracement လာတာပေါ့နော်အဲ့တော့ဆိုပါတော့ဗျာ50ရာခိုင်နှုန်းထိလာတယ်လာပြီးတော့ market တည် ပြန်ပြီးတော့ဒီဟိုင်းကိုဖောက်တက်သွားတယ်။အဲဆိုဒီလောက်လေးပဲကြည့်မယ်ကျွန်တော်တို့။ဒီလောက်လေးပဲကြည့်မယ်နော်။ငါဆိုလို့ရှိရင်လိုဟုတ်ဟုတ်တယ်နော်။ဒါကဟိုင်းဒါကဟိုင်းဒါကလိုဒါကလိုအဲ့တော့လိုတစုံဟိုင်းတစုံရတော့ပြီ။လိုတစုံဟိုင်းတစုံရတော့ပြီဆိုလို့ရှိရင် train တစ်ခုဖြွေစည်းလိုက်ပြီဆိုတော့ကိုကနားလေရမယ်။ နော်ထောင်းတစ်ခုဖွေးစည်းလိုက်ပြီးဆိုတော့နားလိုက်ရမယ်ဒါဆိုလို့ရှိရင်မေးစရာရှိတယ်ဒါမျိုးပြန်ဆင်းလာတာမျိုးမရှိဘူးလားရှိတယ်နော်ရှိတယ် foreign market မှာ probability နဲ့သွားတာဘလို့ပဲသင်ပေးသင်ပေးအဲ့ဒါက probability ပဲနော်တရားရခိုင်နှုန်းဆိုတာမရှိဘူးဒါကိုနားလေဖို့လိုတယ်အဲ့ဒီ probability ကို မသိတာကိုခက်နေတာနော်အဲ့ဒီ probability တစ်ခုကိုနားလေသွားရအောင်လုပ်လို့ရတယ် foreign market မှာ တရားရခိုင်နှုံးကျွမ်းကျင်တဲ့ trader ဆိုတာမရှိဘူးเนาะရှုံးတယ်မြတ်တယ်ရှုံးတယ်မြတ်တယ်အဲ့ဒီဂျားကနေ profit ထွက်အောင်လုပ်တယ်အဲ့လောက်ပဲအဲ့ထက်မှပိုဘူး professional trader ဆိုတာလေအဲ့ကြောင့်တရားရခိုင်နှုံးဆိုတဲ့စကားလုံးကို foreign market မှာမတုံးနဲ့ဒီနာကနေတရားရခိုင်နှုံးတက်မှလားဒီနာကတရားရခိုင်နှုံးဆင်းမှလားဆိုတဲ့စကားလုံးကိုမတုံးနဲ့ probability ပဲ crowd psychology နဲ့သွားတာ bay trader ပေါ်မှာရောင်းထားသလားလို့ဖုံးဆက်ပြီးနှိုင်းမိလို့ရတာမျိုးမဟုတ်ဘူးဟုတ်တယ်မလားကန္နာ state နဲ့ဖွဲ့စည်းထားတဲ့ရှက်ကိုကြည့်ပြီးတော့သွားရတာလေအရန်ခက်တဲ့အလောက် တချို့ကလွ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 ပြောတယ်အဲကျွန်တော်ကသူတို့ကအယူလို့ပဲပြောချင်တယ်အဲ့တော့ဒါက train တစ်ခုဖြည့်စီလိုက်ပြီနော် train တစ်ခုဖြည့်စီလိုက်ပြီဆိုလို့ရှိရင်ဒါကဒီနားလေးမှာဒီအရှောင်းလေးနဲ့ဆွေးတာမို့လို့ရိုးရိုးရှင်းရှင်းလေးနဲ့မျက်လုံးလေးမှာထင်းကနေမြင်နေရတာတကယ်တကယ်လက်တွေ့ကန်နာစတိတ်ရှက်မှာကြတော့ဒါတော့မရိုးရှင်းဘူးဟောကျွန်တော်ကန်နာစတိတ်ရှက်မှာဖြစ်နေတဲ့ဖြစ်တဲ့ပုံစံလေးကိုပြပေးမယ်ဒီကနေပြီးတော့တက်တယ်နော် တက်တဲ့အခါမှာလေးဒါမျိုးလေးပေါ့ဗျာနော်ဒါမျိုးလေးတွေကန်နာစတိတ်တွေကဒါမျိုးလေးတွေအာရှုပ်ရှက်ခန့်နေအောင်ဒါမျိုးလေးတွေတက်တယ်ဟုတ်တယ်နော်ဒါမျိုးလေးတွေတက်တယ်တက်ပြီးတော့မာကတ်ကဒီမှာတက်သွားပြီဟုတ်တယ်နော်တက်သွားပြီဆိုလို့ရှိရင် तू ကဒါဒီရှောင်းနော်ဒီရှောင်းဒါမျိုးတက်သွားတာကန်နာစတိတ်ဘူလစ်ရှိပေါ်လိုက်ဘယ်ရစ်ရှိပေါ်လိုက်ဒိုဂျီပေါ်လိုက်ပင်ပပေါ်လိုက်မျိုးမျိုးကန်နာစတိတ်ပေါင်းပေါင်းချတော့နေတက်သွားတယ် တည်သွားတယ်ဆိုလို့ရှိရင်ပြန်ဆင်းလာတဲ့အခါမှာလေဒါမျိုးတစ်ချောင်းလေးဆင်းလာဆိုမဆင်းဘူးဒါမျိုးလေးတွေဆင်းတယ်နော်ဒါမျိုးလေးတွေပေါ့ဒါမျိုးလေးတွေနော်ကျွန်တော်များများလေးဆွေးပြမယ်မျိုးလုံးထိမှမမြင်အောင်ဒါမျိုးလေးတွေဆင်းတယ်ဒါဆိုလို့ရှိရင်အခုဖြစ်နေတဲ့ပုံစံကဒီကောင်းပဲနော် ဒီဒီအဆင့်ပဲ1 2เนาะဒါက1 2ဒီအဆင့်ပဲဒါဆိုလို့ရှိရင်ဒီနားလေးမှာကျွန်တော်တို့ဒီမှာကြည့်မယ်เนาะဒါဘေးတိုင်းဖရိတ်မှာပဲဖြစ်ဖြစ်เนาะဒီမှာလေးကျွန်တော်တို့ကြည့်လိုက်တယ်ဆွဲလိုက်တယ်တစ်ချက်เนาะဆိုပါတော့ပြီးဒီဘက်ကနေထက်ဆွဲတယ်ဟုတ်တယ်เนาะပြီးလို့ရှိရင်ဒီဘက်ကနေပြီးတော့ဒါမျိုးထက်ဆွဲတယ် ဒါဆိုလို့ရှိရင်ပထန်လေးတွေတင်ဖူးတဲ့သူဆိုသိပြီဒါပါပထန်လေ bullish flat เนาะဒါဟုတ်ဒီအယူခဏပြန်လိုက်မယ် bullish flat ပထန်အဲ့တော့မျက်စိလေတာဒီမှာလေကြတာဒီမှာမျက်စိတွေလေကြတာဒါမျိုးဆွေးပြလိုက်တဲ့ခါမှာတော့တင်တန်းနေမှာလည်းတင်နေမလားဒါမျိုးလေးတွေ ठी 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 ဒီအချောင်းလေးတွေနဲ့တက်တက်သွားနေတာဆိုတော့အိုးထွန်းလေးကလှနေတာပဲမသိပကြီးဆွေးထားတယ်လို့လေနော် တကယ်ရီယာရှက်မှကြတော့ဒါမျိုးလာတာအဲ့တော့ဒါမျိုးလာတယ်ဆိုလို့ရှိရင်ဟာလူတွေကနော်အထွန်းလူတွေပြောတယ်ဘာလို့အပေါ်မတက်တာလဲအောက်ကကြီးဆင်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 းနေတယ်အဲ့လိုမျိုးလာတယ်နော်အမှန်ကအထွန်းဆိုတာဒါမျိုးတချောင်းလေးတက်တာမှမဟုတ်တာဒါမျိုးလာအဲ့တော့ဒါဘူးလို့ရှိဖလက်အဲ့တော့ကျွန်တော်ဒါမျိုးလေးတွေလောက်တဲ့ဆိုလို့ရှိရင်ဒါမျိုးလေးတွေဆွေးထားတင်တယ်အဲ့ဒီခါမှာကျွန်တော်ဘာကိုစောင့်မလဲဆိုလို့ရှိရင်ဒီဒီကနေပြီးတော့ကန်နာစတိတ်ကိုစောင့်မယ်။သုံးမဟုတ် ဒါမျိုး break out ကိုစောင်းမယ်ဟုတ်တယ်နော် break out ကိုစောင်းပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ဖီပူနဲ့ထောက်တယ်ဗျာနော်ညော့ဒီမှာ38နဲ့ဒီကြားနော်အဲဖီပူနဲ့လို့ထောက်တယ်38နဲ့50ဝန်းကျင်ပေါ့အဲ့တော့အဲ့ကနေပြီးတော့ market ကဘယ်ကိုသွားပြီလဲဆိုအပေါ်ကိုသွားပြီဒါမျိုးသွားတာအဲ့တော့အခုပြတဲ့သင်ခန်းစာကဒါမျိုးဆိုတာလေဒီဒါမျိုးအဖြောင်းမဟုတ်ဘူးเนาะကျွန်တော်ကြာမှာဆိုလို့ဒါမျိုးဒါမျိုးတက်တယ် ဒီ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 เนาะမျိုးလုံးထဲမှာမြင်အောင်တစ်ခါလေးပြမယ်ဗျာအဲ့ကနေပြီးတော့ market ဒီ bright မယ် bright ပြီးရ retest အနည်းငယ်လာမယ်ပြီးတက်မယ်မှမအမျိုးစုံကန္နာ state နဲ့တက်တာเนาะကန္နာ state တမျိုးတည်းမဟုတ်ဘူးအဲ့မှာเนาะအဲအဲ့လိုမျိုးတက်တယ်ဒါဒါကဒါပဲဒီမှာဆိုဘလောက်ရိုးရှင်းလဲဒီမှာရိုးရှင်းလား ရရှင်ဘူးเนาะ bearish candle တိုက်ပေါ်လိုက်အောက်ကိုထိုးဆင်းလာလိုက်ဟောအောက်ဆင်းပြီလားမသိဘူး emotion တွေကအဲ့မှာဘောင်းပင်ခတ်နေတာเนาะရေတိုးဝဲထိတာတဲ့အိုးကိုလူနှစ်ယောက်လိုက်ရမ်းနေတယ်လို့ပဲ emotion ကလေအဲ့အဲ့လိုမျိုးဖြစ်တာအဲ့တော့ဒါလေးကိုကျွန်တော်သတိထားဖို့လိုတယ်ဗီဒီယိုဘာအရင်ရှေ့လေးတက်တော့မှတင်မရဘူးအဲ့တော့ဒုတိယသင်ခန်းစာလေးမှာကျွန်တော်နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုကိုထပ်ပြီးတော့တင်ပေးပါမယ်အားလုံးပဲသဘောပေါက်နားလည်ကြပါစေ